သူငယ်တွေအကောတော့အသက်ခံရတာတွေးတောင်မချောက်သေးဘူးလို့ပြောချင်ပါတယ်ဗျာနော်ဝတ်ဆိုတာဘဝမကူလဲတတ်တယ်အပြစ်မဲ့ပြည်သူတွေမင်းတို့တတ်ခဲ့တာတွေအများကြီးအပြစ်မဲ့ရဟန်းတန်ဃာတွေမင်းတို့တတ်ခဲ့တာတွေအများကြီးတွေးမချောက်သေးဘူးလို့ပေါက်ကိုတော်ကနေမှပြောချင်ပါတယ်နော်ဝတ်ဆိုတာကနောက်ဘဝမှာမဟုတ်တချို့ဝတ်ကြီးမှလို့ရှိရင်နောက်ဘဝမှာဒီဘဝမှာလည်းချက်ချင်းဝတ်လိုက်တတ်တယ်လို့ပြောချင်ပါတယ်နော်မကြမီလာမီမျောလို့ပဲဥစဉ်ရတော့ပြောချင်ပါတယ်ဒါဥစဉ်ကဟိုပါပေါ့တော့လူတွေတာကိုဝမ်းသာလို့ပြောနေတာမဟုတ်ပါဘူးဗျာနော်ဒီမြန်မာနိုင်ငံကြီးအေဂျင့်မို့ငင်းချမ်းမို့ဆိုရင်တော့အကျန်းဖက်လေးရှိတဲ့နေရာကိုရှင်းလင်းရမှာကတက်မတော်ရဲ့အလုပ်ဆိုတာကိုပောက်ကိုတော်ကလည်းပြောချင် အားလုံးပဲမင်္ဂလာပါဒီကနေမှာတော့နောင်ချိုစင်ကူးဘက်တွေမှာစစ်တပ်ကပုံးကျဲသည့်အပေါ်ပောက်ကူတော်ကကြိုးဆိုလိုက်ပြီးမကြမီမျောလို့ပောက်ကူတော်ထပ်မံချင်းချောက်လိုက်သည့်ရုတ်တန့်နှင့်အတူကတာမအင်းတော်ဘက်ကစစ်ကူလာသည့်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်သား၄၀ဦးတေဆုံးပြီး29ဦးအရှင်ဖမ်းပြီးလက်နက်ခဲရန်အမြောက်များလည်းတင်စီရရှိတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ် စကိုင်းတိုင်းကတာမျိုးနယ်မှာအင်းတော်မျိုးနယ်ဘက်ကစစ်ကူလာသည့်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်သား၄၀ဦးသေဆုံးပြီး၂၉အရှင်ဖမ်းမိကလက်နက်ခဲရန်အမြောက်များလည်းတင်ဆက်ရရှိခဲ့ကြောင်းကြောင်း KIA စီးရီးတည်င်းမြစ်ကရန်ခစ်တဲ့တည်င်းဌာနထံသို့ပြောဆိုသည် မလ15ရက်နေ့နှင့်16ရက်နေ့တွင်ကတာမြို့နယ်တွင်ရှိအကြမ်းဖက်စစ်ကောင်စီတပ်သားများသည်အင်အား150ခန့်ဖြင့်အင်းတော်မြို့နယ်ဘက်ကိုစစ်ကူလာရောက်စဉ် KIA PDF ပူးပေါင်းတပ်များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ယင်းတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်ကောင်စီတပ်သား40ဦးသေဆုံးခဲ့ပြီး29ဦးအရှင်ဖမ်းမိက ထိခိုက်ဒဏ်ရာရရှိသူများပြားပြီးစစ်ကြောင်းတစ်ကြောင်းလုံးတက်ပြက်၍ကတာမျိုးနယ်အတွင်းကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရသည့်တိုက်ပွဲအတွင်း KIA ပူးပေါင်းတပ်ဖွဲ့မှလက်နက်ခဲယမ်းအမြောက်များလည်းတင်စီနိုင်ခဲ့ပြီးလက်ရှိချိန်တွင်နယ်မြေရှင်းလင်းရေးများဆက်လက်လှုပ်ဆောင်နေကြောင်းသိရသည် တာဘက်ကနေအင်းတော်ဘက်ကိုစစ်ကူသွားဖို့ထွက်လာတဲ့အင်အား150ပါတဲ့စစ်ခွေးစစ်ကြောင်းကို KIAPDF ပူးပေါင်းတပ်ဖွဲ့တွေကနေ့ရက်ဆက်တိုက်ကြားဖြတ်တိုက်ခိုက်တာပေါ်စစ်ခွေးလေးဆက်ကောင်တီးပြီး29ဦးအရှင်မိတယ်လက်နက်ခဲယမ်းတွေလည်းအမြောက်များတင်းစီနိုင်ခဲ့တယ်ဟု KIA စစ်ရေးတရင်ရင်းမြစ်ကပြောဆိုပြီးပြောရည်မင်္ဂလာနဲ့လက်ခဲမှာကဒီနေ့က18ရက်ဒေါ်လာပါ2025ဖြစ်ပါတယ်ဗျဦးစင်ကျမကြီးကလက်လျှောက်ရင်းနဲ့ ပြည်သူများကိုအမှန်တရားလေးတွေချကြကြကြတော့ပါနော်ဒီလိုလေးဒီရက်ထဲမှာဒီကတော့နေရက်လောက်က15ရက်နေ့လောက်ကထဲနေဦးစင်းမင်းခွင်းနဲ့ပတ်သက်ပြီးမှဦးစင်းပြောခဲ့တယ်ကျောင်းသူကျောင်းသားတွေကိုပီရီယက်တီစီပေါ့နော်အဲ့တော့ကျောင်းသူကျောင်းသားတွေကတော့အေးစစ်စစ်နဲ့ဒီဘက်ကကိုဆရာတော်ဝိဒတူတို့ဒီကဘောကျုံမှုဒီကပါလုံးပေါ့နော်သူတို့တန်လျာကင်းတန်လျာကင်းဗီရှင်းဆိုတော့ရရှိပြီလို့လာခဲ့ပြီပေါ့နော်ကျောင်းသူကျောင်းသားတွေအားလုံးကတော့ဒါသတိမျိုးကိုဒီရောက်သွားပြီအဲ့မှာဆရာတော်တို့ကကြုံတဲ့ခါမှာ ကာကြောကြီးကိုပြောတယ်ကာကြောကြီးတလို့တလို့ခက်ခဲနေရှိနေပေါ့ကာကြောကြီးတိပါစေပေါ့ဆရာတော်အနေနဲ့မင်းကွေးနဲ့သခိုင်းဆိုတာကဘလောက်မှမဝင်ဘူးဒါပဲလေမင်းကွေးကနေနော်မော်တော်နဲ့မန္တလေးပဲကိုလာမန္တလေးဖက်ကနေသခိုင်းကိုပြန်သွားကားတိုင်းနဲ့တော့ဒီလိုဖြစ်နေတာပေါ့နော်ဒီလိုဖြစ်နေတာဒါကိုဆရာတော်ကသိစေချင်တာပေါ့နော်သိစေချင်တဲ့ကြောင့်မင်းကွေးဆိုတာကတော့ဒါသရဏအနေမျိုးပဲဗျာနော်အခုလိုဦးစင်းတို့ PDF တွေဖုံးမှုတယ် PDF တွေကြီးဆိုတာတော့တကယ်ကိုစင်မကောင်းဘူးဒီတက်မတော်နဲ့ဗတ်တာဆာရဲဆိုကြီးဆိုတာကလည်းရဲကလည်းရဲစခန်းတော့ပဲအပြင်းမထွက်ရဲဘူးဟိုကလည်းမြတ်ဒိဋ္ဌာန်တော့ပဲနော် ။ဒါမနေ့ကတော့စစ်ကြောင်းအင်အားထိုးတာနှစ်ရက်ရှိလက်မှတ်လောက်ပါပဲရှိသေးုံကြာနော်။ဒါလည်းသူတို့ဒီကြီးမှတိတ်ပြီးမထိုးဖောက်နိုင်လို့မကြောက်ဘူး။ဘက်ကအင်အား200ရှိုံကြာတယ်။အင်အား200ရှိုံကြာတယ်။ဒါဟိုဘက်ကဒါအော် PDF ဒီရောဗဒတိပြောချင်တာကဒီတာရဏအနေမိဒါကနှစ်ကအဆောက်ဦးနေနေရာတွေကနေဝဲခွက်ဆိုတာဘာတန်သာတမှလည်းထွက်ထားမဟုတ်ဘာပစ္စည်းမှလည်းထွက်ထားမဟုတ်ပေါ့နော်။အော်တာရဏထွက်တဲ့ပစ္စည်းတွေထွက်တဲ့နေရာလောက်ပဲမင်းတို့သွားလို့ပဲဦးစင်းရတော့ပြောချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ မင်းဘွဲမှာဆက်နေမယ်ဆိုရင်မင်းတို့ရဲ့မင်းတို့ရဲ့ဟောပေါ့နော်တက်လန်းကမရှိဘူးတက်တန်းတူမှာပဲရှိတာတက်တန်းတူမှာပဲရှိတာမင်းတို့တက်ကအများမရှိဘူးအရှုံးမရှိမှာပထမဆုံးပြည်လူနဲ့နာမယ်ပြည်လူနဲ့နာပြီးတာလန်းတာလန်းကြီးကစားဦးလေမင်းတို့ဒါနဲ့ပြည့်စုံမယ်အာဆရာတော်ကြီးရဲ့စိတ်မကတိကောက်ဖြစ်မယ်စိတ်မချမ်းသာဖြစ်မယ်အဲဆရာတော်ကြီးရဲ့စိတ်မချမ်းသာဖြစ်တယ်ဆရာတော်ကြီးရဲ့စိတ်ကတိကောက်ဖြစ်တယ်ဆိုလို့ရှိရင်တော့အဲတော့ဘု து မှာပြီမင်းတို့မှာအပြစ်ပဲမင်းတို့မှာအပြစ်ပဲအေးစိစိဖြစ်နေရမင်းကွင်းကိုမင်းတို့ကစူပူပြရလို့တဲ့အကျန်းဖက်ပြရွာတွေရွာလာတွေအကုန်လုံးမကုန်လုံးနေကနေပြေးလွှားနေအောင်လုပ်တယ်အဲဖြစ်လာတဲ့ပြဿနာမင်းတို့အကျန်းဖက်ပြတီးရတယ်ဒါနော် ဟုတ်ပြီဒုတိယအချက်ကသင်ကုလက်ပံဘုံကျဲတယ်ဘုံကျဲတော့ဒါတော့ထုံးစံအတိုင်းပါပဲအာပြည်သူတွေကိုမအားလားဘုံကျဲတယ်ပြည်သူတွေကိုလုတ်တယ်ပြည်သူကလေးပလေးအောင်ထိတယ်ထိတယ်ထိလဲပြည်ရဲကလေးပဲထိမှာပေါ့ပြည်ရဲကမွေးဖက်သင်ကုမှာတကယ်ရှိတဲ့တချို့လုပ်ငန်းတွေရွှေလုပ်ငန်းပိုင်ရှင်တွေတကယ်တချို့လူတွေဒီတစ်ချိန်ကတတ်မတော်နဲ့ပူးပေါင်းတာတော့မဟုတ်တတ်မတော်ကိုခွန်ပေးကြရတယ်ရှိမယ်ဟိုဆိုအကုန်လုံးပေါ့ဗျာနော်အဲ့လိုအများစုကတော့အကုန်လုံးအိုးအေးအကုန်လုံးပေါ့ဗျာအကုန်လုံးပြစ်ပြီးမှာအကုန်လုံးနော်ဒီလိုလားသင်ကုမှာရှိတဲ့လူတွေရောလက်ပံမှာရှိတဲ့လူတွေရော အကောင်လုံးဒီဂျားနေဝါရာပြည်သူတွေကတော့စေကူမတယောက်မှမရှိဘူးဒီစစ်စစ်နေရဒီအကြက်ဘက်ကိုထောက်ပံ့နေအကြက်ဘက်ကိုအားပေးတယ်အကြက်ဘက်ကိုဝိုင်းရနေတဲ့ဒီကမြအကြက်ဘက်အားပေးတယ်ပဲဒါကတော့လက်ပံမှာရှိမှာပဲလက်ပံမှာရှိမှာပဲအဲ့တော့အဲ့ဒီအကြက်ဘက်ကိုအားပေးနေတဲ့လူတွေကိုပြောချင်တယ်နော်ခင်ဗျားတို့ရွှေတွေရတယ်ခင်ဗျားတို့ရွှေတွေလုတ်တယ်အနာတို့ကတယောက်တဝက်လုံနေရဆိုပါဥစဉ်တို့တည်တယ်။ PDF ကိုလည်းခင်ဗျားတို့ကဆက်ကြည့်ပေးရတယ်။ PNN ကိုလည်းဆက်ကြည့်ပေးရတယ်။ KNN ကိုလည်းဆက်ကြည့်ပေးရတယ်။ခင်ဗျားတို့အကုန်လုံးပေးနေရတာနော်။ခင်ဗျားတို့ရတာရတာနဲ့ပေးရတယ်တော့မကဘူးညီညွတ်တိုင်းကြားနေရတာနော်။ အဲ့တော့ဘုံကျဲပြီဆိုမှကျမတို့ထိပါတယ်ကျွန်တော်တို့ပြည်သူတွေကိုထိပါတယ်ဆိုဖေလေကောက်ထွက်အောင်ဟုတ်ဟောလေအပိုပဲအပိုပဲနော်အဲ့တော့ပြည်သူများကိုပြောချင်တာကလက်ပံမာကပြည်သူထိတာထက်ပြည်သူတို့ဥစဉ်တော့တတ်မှတ်လို့မရပါဘူးကြာနော်ပြည်သူတို့တကယ်စစ်မှန်တဲ့ပြည်သူတွေငင်းကြမှုကိုလိုလာတဲ့ပြည်သူတွေမြန်မာနိုင်ငံကြီးရဲ့အေးချမ်းမှုကိုလိုလာတဲ့ပြည်သူတွေအေးဆေးဆေးနေချင်တဲ့ပြည်သူတွေကလက်ပံမာလည်းမရှိဘူးစင်ကူးမှလည်းမရှိပါဘူးကြာနော်မရှိပါဘူးဒါမန္တလေးလိုနေရာနေရာတွေမှာအကုန်လုံးစစ်ရှောင်နေရတာ အခုလိုတပ်ဖတော်တွေကဂျပ်ဖက်ရှိတဲ့နေရာတွေကိုဘုံတွေကျဲတယ်ဂျပ်ဖက်ရှိတဲ့နေရာတွေကိုရှင်းလင်းတယ်ဆိုတာကလည်းဗီဒီယိုတွေရဲ့လိုအပ်ချက်ဗီဒီယိုတွေရဲ့တောင်းတမှုကြောင့်လောက်ရတာပါရှစ်ချောက်ဒီချက်ဆိုးမယ်လို့ဦးစင်းကတော့ပြောချင်တယ်။ဘာကြောင့်ဒီချောက်ဒီချက်ဆိုးမယ်လဲဆိုရင်ရှင်းလင်းစရာရှိဒီဦးစင်းတို့ရုရှားနီးပညာတွေဝါနီးပညာတွေနဲ့ဘယ်နေရာမှာဘယ်နေရာမှာရှိရလဲ။နောက်ခုကပြည်သူ့ဘေးရဲ့တည်င်းကိုပဲတပ်မတော်ကလုံနေရတာ။နော်ပြည်သူ့ဘေးရဲ့တည်င်းဒီအိတ်ထဲကပြည်သူ့ဘေးဒီနေရာဒီနေရာအတိအကျဒီနေရာမှာဂျပ်ဖက်တွေရှိတယ်ဒီနေရာမှာရှိတယ်ဆိုတာကိုပဲလုံနေရတာ။မနေ့ကဦးစင်းတို့ပေါက်တောင်ပိုင်းမှာဆိုလို့ရှိရင်ထုံလေးတူသွားပဲ။ မော်ရတိုင်မူကြီးနမကနော်တိုင်မူကြီးဒါတရင်ချက်ချင်းရတာနဲ့ဦးဇင်းတို့တက်ကုန်းရခုပဲတောင်ပဲမှာပေါ့နော်ဒါ PDF တွေစူးစိနေတယ် PDF တွေစူးဝေးနေတဲ့နေရာကိုတိတိကျကျချပါတယ်ဒါတိဆုံးမှုကတော့ဘယ်လောက်ရှိတယ်ဆိုတော့ဦးဇင်းတို့မသိရဘူးသူတို့ကမသိဘူးပြောမှာမသိဘူးပြောမှာမသိဘူးပြောမှာနော်ခုတစ်စဲမှာလဲသူတို့ဒီဦးဇင်းတို့တက်မတော်ဘက်ကကြာတာပဲတက်မတော်ဘက်ကဒီလိုစစ်တွေထိခိုက်တာနင်းနာတာဒီစုတရာလောက်ပဲသူကချကြတာဟော30လို့ပဲတော့မှဒီ PDF တွေ40လောက်သေးတယ်ဟိုဘက်မှာဦးဇင်းတို့ဆွေးခုဘက်မှာဆွေးခုလက်ပံမှာ30ကျော်လောက်သေးဒါတွေသူတို့ချမပြဘူးချမပြဘူး ခိတ်တက်လည်းခိတ်တက်ကလည်းချမပြဘူးပြင်ပြိုက်တွေဘယ်သူမှချမပြဘူးခွက်ခေါက်တွေကလည်းချမပြဘူးဒါတွေချမပြဘူးသူတို့ကဒါချပြလို့မရဘူးသူတို့ကချပြလိုက်ရင် PDF တွေစိတ်လိုက်ကြမယ်စိတ်လိုက်ကြလို့ရှိရင်သူတို့တွေကစားဘောက်ကပိတ်သွားပြီအဆင်မပြေဘူးအဲ့သူတို့တွေက PDF တွေဒီမှာချချဒီမှာဆိုချပြတော့ဒါတွေကို PDF တွေပဲသိတယ် PDF တွေပဲတမောပေါ့တယ် PDF တွေကကိုယ်တိုင်ကလည်း ငါတို့ကအကြောက်ကြောက်ပြီးဒီကောင်တွေခွက်ခေါက်ပြေးပြေးနေတောက်စားနေတာပါလားငါတို့ကအစင်ပြေးနေတာပါလားသူတို့ကကြည်လွတ်ရတယ်ငါတို့ကမြောက်ပြေးနေတာပါလားဆိုတာတချို့ပီလီယက်တွေလည်းအကုန်တိတာပဲအကုန်နားလေတာအကုန်တော့ပေါက်တယ်အဲ့တော့တိတိကြီးနဲ့နားလေရတဲ့မိုက်တယ်ဆိုရင်တော့သူကနွားထက်ဆိုးမှာပဲလို့ဦးစင်းကတော့ပြောချင်တယ်နော်အဲ့ရှေ့ရှာဦးစင်းတို့တပိတ်ချင်းဟိုဘက်တွေပါရဲ့တိတိကြကြခိုင်ခိုင်လုံလုံနဲ့ဒါအခုဆိုလို့ရှိရင်ဦးစင်းတို့ကင်းတောက်တွေပါရဲ့တောင်မှလုံးဆောင်နေလုံးဆောင်နေပြီတော့ဦးဇင်းတို့ကြားရရတယ်ကြားရရတယ်ခါအဲ့ကကြမှာဟုတ်လားဆက်ပြီးဖင်းလေးကောင်းထွေအောင်အော်ဟုတ်လားပြင်ထားလို့ပြောချင်ပါရဲ့နော်ဘာလို့လဲဆိုတော့ဝစ်ဆိုတော့ဘောကမဟုတ်ဘူး တမရောရဲ့မိသားစုလေးတွေတမရောရဲ့ဆွေမျိုးအတိုင်းဝိုင်းတွေဟိုကျန်းခိုင်ရဲ့ဆွေမျိုးအတိုင်းဝိုင်းတွေကျန်းခိုင်ရဲ့ထောက်ခံတဲ့လူကျန်းခိုင်ရဲ့ဝဲရိုင်တဲ့လူတွေကလေးတူငယ်တွေအကုန်လုံးအသက်ခံရတာတွေးတော်မချောက်သေးဘူးလို့ပြောချင်ပါတယ်ဗျာနော်ဝတ်ဆိုတာဘဝမကူလေတတ်တယ်အပြစ်မဲ့ပြည်သူတွေမင်းတို့တတ်ခဲ့တာတွေအများကြီးအပြစ်မဲ့ရဟန်းတန်ကားတွေမင်းတို့တတ်ခဲ့တာတွေအများကြီးလူမချောက်တည်ဘူးလို့ပောက်ကိုတော်ကနေမှပြောချင်မှာနော်ဝက်ဆိုတာကနောက်ဘဝမှာမဟုတ်တချို့ဝက်ကြီးမှလို့ရှိရင်နောက်ဘဝမှာဒီဘဝမှာလည်းချက်ချင်းဝင်လိုက်တတ်တယ်လို့ပြောချင်ပါတယ်နော်မကြမီလာမီမျောလို့ပဲဥစဉ်ရတော့ပြောချင်ပါတယ်ဒါဥစဉ်ကဟိုဟာပေါ့တော့လူတေတာကိုဝမ်းသာလို့ပြောနေတာမဟုတ်ပါဘူးနော် ဒီမြန်မာနိုင်ငံကြီးအေးချမ်းမှုငြိမ်းချမ်းမှုဆိုရင်တော့အကျန်းဖက်လေးရှိတဲ့နေရာကိုရှင်းလင်းရမှာကတက်မတော်ရဲ့အလုပ်ဆိုတာကိုပောက်ကူတော်ကနေပြောချင်ပါတယ်အဲ့တော့တက်မတော်နဲ့ပြည်သူပြည်သူနဲ့တက်မတော်သူ့အောင်မှာလို့ငြိမ်းချမ်းမှုကိုလိုလားရင်အေးချမ်းချမ်းနေခြင်းနဲ့ပြည်သူတွေတက်မတော်နဲ့ပြည်သူပြည်သူနဲ့တက်မတော်ကိုပူးပေါင်းဆောင်ရွက်ကြပါလို့ပောက်ကူတော်အနေနဲ့ပြောချင်ပါတယ်အားလုံးတော်ပါပဲဗျာ